အဘသားတွေပေါ့နော်လုံးဝဝအောင်ကိုမပြောရတာပေါ့နော်အေးနဲ့တွေ့ပြီဆိုရင်အဲ့လိုကိုဖြစ်နေတာပေါ့နော်ကလေးတွေကိုဒါပျော်ခွင့်ပေးလိုက်ပါအဲ့ဒါကတတော်အေးရဲဆိုရင်ပြောရမလို့ဖြစ်နေတယ်ဒါပေမဲ့အဲ့ဒါမဟုတ်ဘူးနော်မင်းတို့မှားမယ်နော်ဘာလို့လဲဆိုတော့ပိတ်မိနေတဲ့ကောင်တွေပေါ့နော်မဖြစ်စလောက်တန်ရာလေးနဲ့သေသွားတဲ့ကောင်တွေအများကြီးရှိတယ်နော်မင်းတို့ကောင်တွေစူတောင်းမမှားနဲ့ မိဘပြည်သူများနဲ့တော်လန်ညီကိုအပေါင်းကိုရေမွေးသတင်းလေးသတင်းကောင်းမျှဝေခြင်းပါလေတက်လာခဲ့တဲ့ပါလာမိုတာဆက်တက်လေဒီနှစ်စီးရပါတစီအားပုံနယ်များချတနေရာတွင်လေကြောင်းတက်ခတ်မှုပြုလုပ်ပြီးအပြန်ပုံနယ်နှင့်မြိုင်နယ်အဆက်တနေရာတွင်ကတော့ကမလိုပဲအဝေးစီးပိုးတဲ့တို့သောက်ထိုးကြပါကြောင်းသတင်းရရှိထားပါလေခင်ဗျာအကြံပတ်စစ်ရှုံးစစ်တပ်၏နာမကတိုင်မှုတွေအတွက်ဘွေတော်ဦးတခုတ်ကူတက်မှပြတ်တက်ခွေးကြမှာပါလာမိုတာတစီပြတ်ကြကား ဲ့ဒါကြောင့်သတင်းကောင်းပတ်အပ်ပါတယ်ခင်ဗျာအဲ့တော့ဒါအညာထာပဲပေါ့နော်အဲအညာထာပဲဘာလို့လဲဆိုတော့ဒါအညာမှာဝန်သားစရာသတင်းကောင်းနေအချင်းချင်းအဲ့လိုမျိုးပဲပြညာကြတယ်အဲ့လိုမျိုးပဲပြောကြတယ်ပေါ့နော်အဖြစ်စဉ်ကပေါက်နဲ့မြိုင်မှာဖြစ်တဲ့ဒါခုနပါရာမိုတာဖြစ်စဉ်အဲပါရာမိုတာကိုပြစ်ချနိုင်ခဲ့လို့ အဘသာနှကောင်တောင်ရေးမြောက်ပြေးအဲ့လိုပြေးပြီးတော့ဒါပြုတ်ပြက်ကြရတဲ့ဟာပေါ့နော်ပြစ်ချခံရတဲ့ဟာအဲ့ဒါကိုဒါဆက်နဲ့ကြီးညာတာကကြတော့တခြားနေရာကတလိုင်းနေမြေကညီကိုတွေကကြီးညာတာပေါ့နော်အဲအာဘတရားကြီးနဲ့အဲအဲ့လိုမျိုးကြီးညာတာပေါ့နော်ဒါပေမဲ့ပြောချင်တာကဒီချစ်စရာကောင်းတဲ့အပြုတ်မှုလေးထလေးကိုပြောချင်တာပေါ့နော်ဝန်တာပေးတယ်ဂုံယူပေးတယ်အတူတူဝေမျှတယ်အဲဒါချစ်စရာကောင်းတယ်ပေါ့နော်ပြီးတော့ဒါခုနက ဒါရင်မွေးသတင်းဆိုတဲ့ဟာကဒါအညာရဲ့အထာပါဆိုပြီးသိရဒါလေးဒါချစ်စရာကောင်းလို့ဒါလေးထည့်ပေးရပါတော့အဲ့တော့ဒီနေ့ Nova 23ရက်နေ့2025မှာတော့ဒီပါရာမူတာသတင်းနဲ့စပြီးတော့ဖွင့်ကျင်တာပါလေနော်အဲပါရာမူတာမကွေးတိုင်းမြိုင်နဲ့ပေါ့မြို့နယ်တွေကိုဘုံကျဲပြီးတော့ပြန်လာတဲ့စစ်ကောင်စီရဲ့စက်တက်လေဒီ အဲပါရာမိုတာကိုဒါတစည်းကိုပေါ့နော်ဒေါ်လိုင်းတက်ဖွဲ့တွေကပြစ်ချနိုင်ခဲ့တယ်ပြစ်ချနိုင်ခဲ့ကြောင်းကိုဒါမြိုင်ပါကားဖားကလည်းထုတ်ပြန်တယ်ပေါ့ပါကားဖားကလည်းထုတ်ပြန်တယ်ပေါ့နော်အကုန်လုံးကထုတ်ပြန်တယ်ဗျာမိုက်တယ်ဗျာအကုန်ထုတ်ပြန်ဗျာချဗျာအဲ့လိုမျိုးအားရစရာကောင်းတယ်ပေါ့နော်နိုဝင်ဘာ22ရက်နေ့ညနေ4:45လောက်မှာအဲပခုတ်ကူတက်မှတ1:1ကနေတက်လာတယ်ပါရာမိုတာကိုမြိုင်ပါကားဖားပေါ့ပါကားဖားပြန် MG1 PDF တို့ကပူပေါင်းပြီးတော့ဝိုင်းဆော်တာဗောနော်လုံးဝပြတ်ကြွားတယ်အာဘာတရားကြီးဆွဲတာနော်အဲဆွဲတာ မမမမမဟိုပြင်းမယ်ဆိုပြီးတော့စော်တာပေါ့နော်အဲ့ဒါကူကကိုအားရစရာကောင်းတယ်အဓိကတော့ပြစ်ပြစ်အဲ့ကောင်နေကိုအောက်ကနေပြီးတော့မကျင်တဲ့ဟုတ်ပြစ်နေတယ်ဆိုတဲ့ဟာကိုသိအောင်တော့လောက်အောင်ပါအခုဆိုရင်တော့လုံးဝပြတ်ကျသွားတဲ့အဆင့်ကြီးဖြစ်သွားဘယ်တော့မှန်သွားလဲကျွန်တော်လည်းသိချင်တာပေါ့နော်အဲ့လိုမျိုးနဲ့ဒါတက်လာတဲ့ဒါနှစ်စီးအမှန်တကယ်တက်လာတာနှစ်စီးနှစ်စီးတက်လာတာကိုဒုတိယတစ်စီးကအခုလိုမျိုးပြစ်ချခံရရလို့ပြတ်ကျသွားတာဖြစ်တယ်ပေါ့နော်အဲ့တော့ပြတ်ကျပြီးတော့အဲ့ဗီဒီယိုဖိုင်တွေရိုက်ကြတယ်တွေ့လိမ့်မယ်ဗျာအဲ့မှာဗီဒီယိုဖိုင်တွေရိုက်ကြပါပေါ့နော် အဲ့ထဲမှာဒါပြည်သူတွေပြောတဲ့အတန်အောင်ကြောကြားရတယ်။ဟာဟိုမှာဟိုပြက်ကြပြီပြက်ကြပြီပြက်ကြပြီပေါ့နော်။အဲ့လိုမျိုးပြောရချိန်မှာဘာလဲဆိုတော့အဲ့ကောင်ဝိုင်းရိုက်တယ်။နရင်ကိုဝိုင်းရိုက်တယ်။အဲ့ကောင်ဝိုင်းရိုက်မှာ။အဲ့မင်းလားပြက်ကြပါ။နရင်ဝိုင်းရိုက်ရတာကြီး။ပြောတဲ့ငါလည်းလား။ဘာဘာလဲဆိုတော့ဒါပြည်သူရဲ့အမုန်း။ဘာဖြစ်လို့မုန်းတာလဲ။ပြည်သူကိုဘုံကျဲတက်ပြတ်တိုက်ခိုက်နေလို့မုန်းတာ။အဲ့ကြောင့်မလို့ကိုတော့လောကအပေါ်ပြက်ကြနေတဲ့ချိန်မှာကိုပဲလောကအောက်မရောက်သေးဘူးဗျာ။ အောက်မြောက်သေးဘူးပြည်သူကဆူတောင်းနေပြီမေဘေးပြက်ကြပြုတ်ကြပါတော့ပြက်ကြပြီကဝမ်းသာအာရနဲ့ပြက်ကြရဲဆိုတဲ့အချိန်မှာပြီးအောက်ရောက်လာလို့အရှင်များမိလို့တော့ဝိုင်းရိုက်နရင်းဝိုင်းရိုက်တယ်အဲ့လိုမျိုးပုံစံမျိုးနဲ့ကိုဝိုင်းပြီးတော့အားပေးနေတာပါတော့ပြီးတာနဲ့ပါရမီတာဘေးမှာတပ်ဖွဲ့တွေအောင်ဝဲခံကြတယ် ဲ့နေရာမှာကျွန်တော်သတိထားမိတဲ့ဟာတွေရှိတယ်ဗောနော်အဓိကပြောချင်တာကလည်းဒီပါရာမီတာဖြစ်စင်မှာအားရစရာအချက်တွေကဘာလဲဆိုတဲ့ဟာကိုပြောတာဗောနော်ခုနကလိုမျိုးဒါအတူတူမျှဝေတဲ့ဟာလေးတွေကလည်းအားရစရာကောင်းတယ်ပြည်သူလူထုရဲ့ထောက်ခံတဲ့ဟာကလည်းအားရစရာကောင်းတယ်ပြီးတော့ဒီဥစ္စာကိုဗောနော်ဝိုင်းပြီးတော့ပြစ်ခတ်ကြတဲ့ဟာကလည်းအားရစရာကောင်းတယ်ပြီးတော့ကြလာပြီဆိုတဲ့အချိန်မှာလည်းဒါကျွန်တော်ပြောသလိုဝိုင်းပြီးတော့အောင်ဘွက်ခံအောင်ဘွက်ခံတဲ့အချိန်မှာကျွန်တော်သတိထားမိတာအဲ့လိုဗော တက်ဖွဲ့တွေကဒါအပျော်တော့အပျော်ပဲပေါ့နော်ဒီလိုမျိုးကြီးဒါပြုတ်ကြပြီးကိုရှိတက်တဲ့ရောက်ချလာပြီးကိုကလည်းဥပြီးတော့ဒီနေရာကြီးကိုရောက်သွားပြီးဒါကြီးကိုမျက်မြင်တွေ့နေရပြီဆိုတဲ့အချိန်မှာဟိုရီပြည်သူတွေကိုဘုံလာကျဲတဲ့ဟာကြီးအဲ့ဒါကြီးကိုတွေ့နေရပြီဆိုတဲ့အချိန်မှာဒါအပျော်ကြီးဒါအောင်မြင်မှုကြီးဒါမှမဟုတ်အားလုံးကစီရေးတတိမပြတ်ဘူးပေါ့နော်စီရေးတတိရှိတယ်ဟဲ့ဝိုင်းဝိုင်းဝိုင်းဖြန့်ဖြန့်ဖြန့်အဲအဲ့မျိုးလူလိုက်ရှာဖို့အတွက်ပေါ့နော်အဲ့လိုပုံစံမျိုးတွေပြီးတော့ကျတော့ဒီလိုမျိုးပြတ်ကြပါပြီပြုတ်ကြပါပြီဆိုတဲ့အချိန်မှာတေးကြတဲ့စစ်ကောင်စီဘက်ကအဲ့နေရာကိုအင်အားအလုံးကြီးနဲ့လာမှာပဲ ဒါဒီနေရာကိုလာရှာမယ်ဒီပစ္စည်းကိုပြန်ယူမယ်သူတို့လူတွေကိုပြန်ကယ်မယ်ဒီလိုပုံစံမျိုးနဲ့အင်အားလုံးရင်းနဲ့လာပါအဲ့ဒီဟာကိုတိတဲ့အတွက်တပ်ဖွဲ့တွေကအချင်းချင်းအဲ့လိုမျိုးကုတ်ကဲနေကြတာပေါ့နော်သတိပေးနေကြပြန်တာပြန်တာဝိုင်းဝိုင်းဝိုင်းတကောင်လည်းမဟုတ်နှစ်ကောင်နှစ်ကောင်အဲအဲ့လိုအဲ့လိုပုံစံမျိုးနဲ့ဒီလွတ်သွားတဲ့ကောင်လည်းရှာချင်တာပြီးရင်လာမဲ့ကောင်အတွက်လည်းပိတ်ချင်တာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့အချင်းချင်းစီရေးအသီးသီးရှိတာမျိုးတွေကလည်းအားရစရာကောင်းတယ်ပေါ့နော် ဒါဟာလည်းအားရကြာကောင်းတဲ့အချက်တစ်ခုမလို့ဒါထည့်ပြောတာပေါ့နော်နောက်တစ်ခုကအဲ့ပါရာမီတာကိုကြည့်ပြီးတော့ပေါ့နော်အဲအတောင်တောင်ပြောနေကြတာအာဒီတခါတော့တန်သွားပြီတန်သွားပြီဟုတ်တယ်တန်တာပေါ့ဒါပြည်သူဘုံချင်းတိုက်ခိုက်နေတဲ့ကောင်းတယ်ခုလိုမျိုးပြက်ကြအောင်စော်နိုင်ခဲ့တာတန်တယ်တကယ်တန်တယ်ပြီးတော့အခုရက်ထဲမှာဒီလိုမျိုးပါရာမီတာရဲ့ဂျာယူကော်ပိုရာတွေကပြည်သူလူထုကိုတောက်လျှောက်ဘုံချင်းတိုက်ခိုက်နေတာအဲ့ဂျာထဲမှာအခုဆိုရင်ပြက်ကြတာတွေပြုတ်ကြတာတွေပြစ်ချခံရတာတွေ ဒါတွေကပြည်သူအတွက်တော့ခွန်အားတွေပဲအဲ့တော့တော်လိုင်းတပ်ဖွဲ့တွေကလည်းပြည်သူကိုတိုက်ခိုက်နေတဲ့ကောင်တွေဖြစ်တဲ့အတွက်ဒီလိုမျိုးဖြစ်တဲ့ဟာဝမ်းသာအားရအဲ့ဥစားကြီးကိုကြည့်ပြောလဲကျွန်တော်လည်းသဘောကျတယ်ဟောနော်အဲ့အဲ့ဗီဒီယိုလေးကြည့်ပဲလိုက်ကြည့်နေတက်လာသမျှအကုန်လိုက်ပေးအသေးတွေပေးအဲ့လိုပုံစံမျိုးတကယ်အားရလို့ပေါ့နော်အဲ့တော့ဒီမှာအဲ့မှာပြောနေတာထူးခြားရှိရပေါ့နော်အဲ့ပါရမတာစီလာတဲ့ကောင်စောင်းနေကောင်တွေဘလောက်တော်မှဖွဲ့စည်းပုံပြက်ပြီးလစ်သွားလဲဆိုတော့ပေါ့နော်အုတ်ထုတ်တွေပါတွေပါစကြံရရတာပေါ့နော်အဲ့အုတ်ထုတ်မှာရေးထားမှူးထက်တယ် ပေါက်ကွဲလိုက်တာနာမည်တလုံးကလာစင်နေသေးရဲ့အာနာမည်တလုံးတူနေတာဒါဟိုပါဘောနော်ငါဒါထူးခြားတဲ့ဟာလေးတွေ့လို့ဒါအမှတ်သားအနေနဲ့ပြောတာဗောနော်အဲအဲ့တော့အခုလိုမျိုးဒါအောင်မြင်မှုရတဲ့ဟာကအသိကိုအားရစရာကောင်းတယ်ပြီးတော့ဒီပါရာမိုတာတွေကဒါမြေပြင်မှာ ီပြောရမယ်ဆိုရင်စစ်ကောင်စီစစ်ကြောင်းတွေတိုက်ခိုက်ခံနေရလို့ဒေါ်လိုင်းတပ်ဖွဲ့တွေကစစ်ကောင်စီစစ်ကြောင်းတွေရောဒီပေါက်တို့မြိုင်းတို့ဒီလိုနေရာမျိုးတွေမှာတိုက်ခိုက်နေလို့အဲ့နေရာတွေကိုဒါသူကလေကြောင်းကနေပြီးတော့ဒါပြစ်ကူလာပေးတာဘုံကျဲဖို့အတွက်လာပေးတာအဲအခုရက်ထဲမှာဒါပါရာမိုတာတွေဂျာယိုကော်ပရာတွေကိစ္စချိုးတဲ့တရင်အဲဥစ္စာကအရန်ကိုနဝင်ချိုးတာပဲနော်ဒါပြောရမယ်ဆိုရင်ပြည်သူကိုဘုံကျဲနေတဲ့ကောင်တွေခံစမ်းနာကာစမ်းပလုတ်ရောင်စမ်းအဲ့မှာကြိုးကမ်းပြီးတော့ဗောနော်တကယ်ပြောတာအဲ့လိုမျိုးဗောနော်မောင်းလာတဲ့ကောင်တွေမိမိတော့အခုမသိရသေးဘူးကျွန်တော်တို့ဒါ မနေ့ကညထိကျွန်တော်တို့ live ပြန်ဆောင်တဲ့အခါမှာတချို့ဒါ line တွေပြတ်တောက်နေတာတွေဖုန်း line တွေဆက်သွယ်လို့မရတာတွေဒါအချိန်နှောက်ကြရကြောင်းမလို့ဆက်သွယ်လို့မရသေးဘူးเนาะဒါပေမဲ့ဒီမနေ့တက်လာရင်တော့လည်းမပြောတတ်ဘူးပေါ့เนาะအဲ့တော့အဲဒီကောင်းနေ့ကျွန်တော်ကဖြစ်စေချင်တာလေအဲ့လိုမျိုး live ရှာတဲ့အချိန်မှာကျွန်တော်လည်းမိမမိသိချင်တာအဲ့ဒီလိုမျိုးမိမမိသိချင်တဲ့ဟာကိုမှသူကကျွန်တော်ကအတိမမိချင်အရှင်မိချင်တာအရှင်မိစေချင်တာပေါ့เนาะအရှင်မိစေချင်တာဒီကောင်းနေ့ကိုလွတ်လွတ်နဲ့ပေးမသေးစေချင်ဘူးဘာလို့ဒီကောင်းနေ့လှုပ်ခဲတဲ့လှုပ်ရက်တွေကိုခံစားစေချင်သေးတာ ဒီကောင်နေအခုလိုမျိုးပြည်သူကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဟာတွေကိုဒီကောင်နေလုံးဝအဲ့ရနဲ့တူတဲ့တန်နဲ့အပြစ်ပေးအေးအေးယူယူမှုတွေကိုခံစားစေခြင်းသေးတာပေါ့နော်ပြည်သူတွေရဲ့အမုန်းတရားတွေဘလောက်တောင်ကြီးမားသလဲဆိုတဲ့ဟာတွေကိုပြစေခြင်းသေးတာအဲတကယ်လုံးဝကိုချင်းမစားဘူးလို့ပဲပြောပြောပေါ့နော်ဒါကတော့ပြည်သူဘက်ကနေပါဒါနေပြီဆိုနေကတော့ပြည်သူခံစားရတဲ့ဟာကိုကျွန်တော်တို့ကိုချင်းစာမပြရမယ်ဒီကောင်နေကိုတော့ကိုချင်းမစားနိုင်ဘူးဒီကောင်နေလိုက်လံပြီးတော့တတ်ဖြတ်နေတဲ့ကောင်နေဒီကောင်နေကြဲချလိုက်လို့ဒါကျွန်တော်တို့ဒါချောင်းဘက်မှာဆိုဘလို့ဖြစ်သွားလဲ လုံးဝညဘက်ဒါမီးပသက်ပြီးလုံးတဲ့ဟာကိုနော်ကျဲချွားသွားတဲ့ဟာကလေးတွေအကုန်လုံးတစားစီဖြစ်လူတွေအကုန်ထိအဲ့လိုပုံစံမျိုးနဲ့အများကြီးပဲတိတ်ဆုံးကုန်ကြရရှိအောက်ကျအဲ့လိုဟာတွေကိုခေါင်းတွေခံစားရအောင်ကျွန်တော်တကယ်ချက်ချင်းမသိမသိနေနေဘူးအဲ့အဲ့လိုဆိုင်ငယ်ဆိုင်ငယ်ဖြစ်နေတောင်မှလုံးဝအတက်ငယ်ဈေးတွေပါထိုးပြီးတော့ခေါင်းတွေကုခိုင်းအောင်ကုပေးခိုင်းအောင်အဲ့လိုမျိုးပါနော်ပြီးမှတော့ခေါင်းတွေလုံးဝထိုက်တန်တဲ့ဟာမျိုးကိုပြန်ပေးရမှာပါနော်နောက်ထပ်အားရစရာကောင်းတဲ့ဟာရှိသေးတယ်အဲ့ဒါပါလေကျွန်တော်ခံမှန်းမိရဟာကျွန်တော်စဉ်းစားမိရဟာပြီးရင်ဒါကျွန်တော် ဖြစ်စေခြင်းတဲ့အရာပေါ့နော်ဖြစ်လဲဖြစ်လာလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့အခုပါရာမီတာကြီးတစည်းလုံးကိုရတယ်အကောင့်တိုင်းနှီးပါရတာပေါ့နော်ချွေရင်းသွားတဲ့ဟာတော့ရှိမယ်ဒီဥစ္စာကိုတော့ဒလိုင်းတက်ဖွဲ့တွေကတေချာပေါက်အဖြေရှာနိုင်လိမ့်မယ်အဲ့တော့ဒီပါရာမီတာနဲ့ပတ်သက်တဲ့ဆက်ပစ္စည်းတွေအကုန်လုံးဆက်ဆက်ပစ္စည်းတွေအကုန်လုံးကိုသိသိနိုင်ခဲ့တယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်ရွှေပြောင်းနိုင်ခဲ့တယ်ဆိုပြီးတော့လည်းသိရတယ်အဲ့တော့ဘာဖြစ်ဒီဥစ္စာနဲ့ပတ်သက်လို့ပြည်သူတွေကလည်းသတိပေးကြရရှိရပေါ့နော်ဒီ GPS ကိစ္စမျိုးတွေပေါ့နော်စစ်ကောင်စီကဒီလိုမျိုးဒါ GPS တက်ထားတာမျိုးတွေရှိတဲ့ခါကျတော့ ဒီຢာတွေမှာလည်းပါလာတတ်တယ်အဲပါလာတဲ့နေရာတကယ်လို့ရွှေ့ပြောင်းသွားတယ်ဆိုရင်တော့မှပဲဒီ GPS ကနေထောက်ပြီးတော့လင်းရင်နဲ့ဘုံလာကျဲတာမျိုးတွေဖြစ်နိုင်တယ်ဆိုပြီးတော့ဒါသတိပေးကြရလည်းရှိတယ်အဲ့ဒါလည်းချစ်စရာကောင်းတယ်အဲ့ဒါလည်းထူကြမှုပဲပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ပြည်သူတွေကကျွန်တော်တို့တပ်ဖွဲ့တွေဆိုရင်လုံးဝအထီးကိုက်မရှိစေချင်ဘူးအဲကြောင့်တိတိပွဲပွဲလေးရစပါပေါ့နော်တပ်ဖွဲ့တွေသတိမိတ်နေမှာဆိုလို့လိုက်ပြီးသတိပေးရလေးလည်းတွေ့ရတယ်အဲ့ဒါလည်းအားရစရာကောင်းတယ်အဲ့ထက်ပိုပြီးတော့ကျွန်တော်သဘောကျတဲ့ဟာဘာလဲဆိုကျွန်တော်မျှော်မှန်းတဲ့ဟာပေါ့နော်အဲ့ဒါကဒီပါရာမိုတာအခုလိုမျိုးအကောင်လိုက်အသီးလိုက် ဆက်ဆက်ပစ္စည်းတွေပါရလိုက်ပြီဆိုရင်လည်းဒီကောင်လုံးဝ copy ပြန်ယူနိုင်တဲ့အဆင့်နေသည့်ကျွန်တော်တို့တပ်ဖွဲ့တွေမှာအခြေချင်းရှိတယ်။အဲကျွန်တော်အဲ့ဒါကြီးသဘောကျတာ။ဘာလို့လဲဆိုတော့ရှေ့မှာ drone တွေစပြီးတော့အသုံးပြုခဲ့တဲ့အချိန်တုန်းကလည်းအဲ့လိုပဲတပ်ဖွဲ့တွေရဲ့တီထွင်နိုင်စွမ်းနေကြောင်းမလို့ပေါ့နော်။အများကြီးပဲဒီ drone ကိုတွင်တွင်ကျကျအသုံးပြုနိုင်ခဲ့တာတွေရှိတယ်။တခုခုစစ်ကောင်စီစီကနေရလိုက်တာနဲ့စစ်ကောင်စီကတစ်ခါကျရင်အဲ့လိုတနက်တွေပါလေဒါသူတို့တွေစခန်းတွေကနေထွက်ပြေးတော့မှဆိုရင်တနက်တွေပါလေမောင်းလုံးတွေပါဖြုတ်ပြီးတော့လွတ်ပစ်ခဲ့တာတွေရှိတယ်။ချုပ်မောင်းလုံးတွေကပြန်ပြီးတော့ရှာလို့မရအောင်မတွေ့ဘူး။ ဒါပေမဲ့တက်ဖွဲ့တွေကတော့တော်လိုင်းတက်ဖွဲ့တွေကအဲဥစ္စာကိုလုံးဝဟာဟာပဲစစ်ကောင်စီကိုမင်းတို့အဲ့လိုလွှင့်ပစ်လိုက်ရုံနဲ့ဒီတနက်ကိုတုံးလို့မရတော့ဆိုပြီးလာထင်နေမယ်ဆိုရင်မင်းတို့တနာတယ်ပေါ့နော်ကိုယ့်ဘက်ကိုတွင်ကုန်မှာပြတ်ထွင်းတာတက်ဖွဲ့တွေကအဲ့လိုပုံစံမျိုးအဲ့တိုင်းလောက်ကပြန်ပြီးတော့တပုံစံနဲ့တူအောင်ပေါ့နော်လှုပ်ပြီးတော့ပြန်အုံပြုနေတဲ့ဟာတွေအများကြီးရှိတယ်ဟာလက်နဲ့တောင်ကဗျာအစအဆုံးလုံးဝအသေးစိတ်အကုန်လုံးပြန်ပြီးတော့လက်နဲ့ကိုအသစ်တစ်လက်ပုံစံမျိုးအစအဆုံးပြန်ပြီးတော့တီထွင်နိုင်စမ်းရှိတဲ့အဖွဲ့တွေကျွန်တော်ဘက်မှာအများကြီးရှိကျွန်တော်အဲ့ဒါကိုသဘောကျကျွန်တော်မျှော်လဲမျှော်လင့်တယ်ပေါ့နော် ဗာရမုဒ္ဒပါရမုဒ္ဒကျွန်တော်တို့ပဲလာလာပြီးတော့ဒုက္ခပေးနေတာဒီကောင်းနေစီကိုလည်းအဲ့လိုမျိုးပုံစံမျိုးနဲ့ဒုက္ခပေးနိုင်မဲ့အဆင့်မျိုးရောက်ပါစေတီးထွင်နိုင်ပါစေပြန်ပြီးတော့ဒါအတုံးပြုတ်နိုင်ပါစေဆိုပြီးတော့ကျွန်တော်မျှော်လင့်တာအဲ့ဒါလည်းတကယ်အားရစရာကောင်းလို့ပါနော်အဲ့တော့ဒီပါရမုဒ္ဒပြတ်ကျသွားတယ်ပြတ်ချခံရလို့ပြတ်ကျသွားပြီဆိုတဲ့အချိန်မှာအဲ့နေရာကိုစစ်ကောင်စီကလုံးဝ UAV ထက်လွတ်တယ် UAV ထက်လွတ်ပြီးတော့အဲ့နေရာမှာဒါပါရမုဒ္ဒကိုပြတ်ကျတဲ့နေရာကိုလိုက်ရှာတယ်ကျွန်တော်တို့အဲ့ဒါတော့သတိထားရမယ်ပေါ့နော်ဆိုတာနေရာရွှေ့ပြောင်းတာတွေလုံးတင်တယ်ဘာပဲဖြစ်ဖြစ်အဲ့နေရာတွေကိုစစ်ကောင်စီကတေချာပေါက် ဒါစောင့်ကြည့်နေလိမ့်မယ်စောင့်ကြည့်ပြီးဘယ်ကိုယူကဘယ်ကိုရွှေ့သွားတယ်အဲအဲ့လိုပုံစံမျိုးနဲ့လိုက်ရှာနေလိမ့်မယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်လည်းစိုးရိမ်မိတယ်စိတ်ပူမိတယ်ဗောနော်အဲ့တော့တက်ဖွဲ့တွေကတော့ကျွန်တော်တို့ထပ်ပူပြီးတော့ပြည်ပြမှာရှိနေရဖြစ်တဲ့အတွက်ပူပြီးတော့တိလိမ့်မယ်ပူပြီးတော့နားလည်နေမယ်တို့အကောင်းဆုံးလှုပ်ဆောင်နိုင်လိမ့်မယ်လို့လည်းယုံကြည်တယ်ကျွန်တော်တို့မျှော်လင့်တယ်တကယ်အားရစရာကောင်းလို့ဗောနော်အဲ့တော့ကျွန်တော်အားရဒါကဝစ်လေတာဝစ်လေတာစစ်ကောင်စီစစ်သားတွေဝစ်လေတာပြည်သူရဲ့ကြင်သားတွေဇူးတာပြည်သူရဲ့မြစ်တာတွေဇူးတာအဲ့ဒါဘာလို့လဲဆိုတော့ဒီနိုဝင်ဘာ22ရက်နေ့မှာပဲအဲ့နေ့မှာပဲ မုံရွာမြို့နယ်ရတုံရွာနယ်ဘူးတောင်းကန်ရွာပေါ့နော်အဲ့ရွာကြားကပြည်သူအိမ်တွေကိုစစ်ကောင်စီကဂျိုင်ရိုကော်ပရာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်မလို့9နှစ်ရွယ်ကလေးလေးနဲ့10နှစ်ရွယ်ကလေးလေးအပါအဝင်ပြည်သူ3ဦးအပြစ်မဲ့ပြည်သူ3ဦးတိစုံခဲ့တာရှိတယ်အဲ့တော့ဒီဂျိုင်ယွန်ကော်ပရာကတော့ဒါနံပါတ်ခါးကနေတက်တာပေါ့နော်ခုနပါရာမူတာကကျတော့ဒါတက်မတရတိကနေတက်တာပေါ့နော်ပခုတ်ကူကနေတက်တာအဲ့တော့ဘာတိုက်ပွဲမှမရှိဘဲနဲ့ခုနလိုဘုံကျဲချပြီးတော့ပြည်သူကိုတတ်ဖြတ်ခဲ့တာအဲ့တော့ဒီဂျိုင်ယွန်ကော်ပရာတွေပါရာမူတာတွေဆိုတဲ့ဟာက ပြည်သူကိုဒါလွယ်လင်းတကူဘုံကျဲဖို့အတွက်တီထွင်ထားတဲ့ဟာမျိုးအသုံးပြုနေတဲ့ဟာမျိုးရည်ရွယ်ထားတဲ့ဟာမျိုးလို့ကျွန်တော်ပြောလို့ရတော်တော်ကိုမမရရင်ဆုတ်ဆုတ်ပဲပဲလှုပ်တာပြည်သူကိုကြည့်ပဲဥတီပြီးတော့တိုက်တာပေါ့နော်အဲအကြောင်းမလို့အဲအခုလိုမျိုးဖြစ်စဉ်ကကျွန်တော်တို့ကတကယ်အားရတယ်အဲ့တော့ထူးခြားချက်တွေအနေနဲ့ခုနလိုဝန်သားစရာအားရစရာလေးကြီးလည်းရှိတဲ့အတွက်ပြန်ပြီးတော့ဝင်မြပေးတာဖြစ်တယ်နောက်ထပ်လည်းအများကြီးပြစ်ချပါနောက်ထပ်လည်းအများကြီးကျွန်တော်ပြောကြမယ်အောင်ဝတ်ခံရမယ်ပေါ့နော်စစ်ကောင်စီစစ်သားတွေမိနေချင်တာမိရင်လည်းကျွန်တော်လည်းပြောကြအောင်ပေါ့နော်ဒါဝစ်လေတာပေါ့နော် အဲ့တော့ဒါပြင်ဒါနောက်ထပ်သတင်းအဲ့ဒါကတော့ဒါ20ရက်နေ့မှာဒါနမခအဲနမခနမခချိန်သာတင့်နေတာဟိုနေ့ကပဲနမခတိုင်မှုမျိုးဝင်ထွေးအဲကျွန်တော်လုံးဝသတင်းရရချင်းမှာဒါပြည်သူတွေကိုတင်ပြခဲ့တာရှိတယ်လုံးဝဒီကောင်စစ်စေးနေပြီပေါ့နော်စစ်စေးနေပြီဒီကောင်ဖမ်းချုပ်သွားပြီဖပြုတ်မျက်နှာတကယ်အဲ့တော့ဒီနမခတိုင်ပေါ့နော်အဲအနောက်မြောက်တိုင်းစစ်ဌာနချုပ်အဲ့ဟာဒါသူကတံပြားက3စီး20ရက်နေ့မှာသူကတံပြားက3စီးထွက်လာတယ် တကယ်တော့အဲ့ဒီတံမြားကံနဲ့ဆက်ဆက်ပြီးတော့ပြောရမယ်ဆိုရင်လည်းဒါကကျွန်တော်တို့တော်လိုင်းအိမ်မှာကျွန်တော်တက်ဖွဲ့တွေအောင်မြင်နေတယ်ဆိုတဲ့ဟာမျိုးပြတယ်ပြရုပ်ပဲဘာလို့လဲဆိုတော့ဒီတံမြားကဆိုတဲ့ကားကကျွန်တော်တို့စီရီယံမလုပ်ခင်ကာလတခြားလို့တခါမှမကြဘူးစစ်ကောင်စီတပ်ထဲမှာတံမြားကပြီးသွားရတဲ့ကားဆိုတော့ကျွန်တော်မကြဘူးတန်ချက်ကထားလိုက်တော့ကျွန်တော်ပြတင့်နေတန်ချက်ကထားလိုက်တော့ဒီရိုးရိုးတန်းကားကိုတံမြားတွေကပြီးတော့သွားရတဲ့အဆင့်မျိုးကျွန်တော်နေခဲ့စဉ်ကာလတခြားလို့တခါမကြုံဘူးမကြုံဘူးတကယ် အာရသိန်းဖြစ်စစ်နောက်ပိုင်းကြမှာပဲတော်လိုင်းတပ်ဖွဲ့တွေကရရင်ရလို့ဒီကောင်းလေးသွားသမျှနေရတယ်ဟိုလက်ပြပုံတွေပြတ်တဲ့မင်းကွက်တီးတဲ့နည်းနည်းတီးတဲ့အဲ့လိုမျိုးအာဝါတွေပေးတာပေါ့နော်နှုတ်ဆက်တာဒါမျိုးတွေကိုကြောက်လန့်တကြနဲ့တန်စကားတွေလုပ်တယ်နောက်ဆုံးဒါဒီကောင်းလေးတဏီယာနဲ့တဏီယာဒါရွှေပြောင်းတာပဲဖြစ်ဖြစ်ပေါ့နော်ကာလန်မောကနေပြီးတော့အမြန်ပြေးတာနော်ဒါတော့မှအဲ့အဲ့လိုမျိုးပြေးရတာပဲဖြစ်ဖြစ်ပြစ်ခတ်ခံရတာတွေမိုင်းဆွဲခံရတာတွေတောက်လျှောက်များလာလို့ဖြစ်လာလို့ တံပြားကြီးတွေကပစ်တာဖြစ်တယ်ဗောနော်အဲ့ဒီကောင်နေထောင်ကြီးနေထောင်ကြီးနေအဲ့လိုမျိုးချုပ်ကန်းကြီးနေရွှေ့သွားနေမိုဘိုင်းအချုပ်ကန်းနေအဲ့လိုပုံစံမျိုးသူတို့လောက်ခဲ့ကြတာဖြစ်တယ်အဲ့တော့ဒီဟာကိုကြည့်ရင်ကိုပဲဒါစစ်ကောင်စီအမြေပြင်မှာသူတို့ကိုယ်တိုင်အကြောက်တရားတွေရင်ဆိုင်နေရတယ်သူတို့ကိုသူတို့တောင်မှလုံခြုံမှုမရဘူးဆိုတဲ့ပုံစံမျိုးသူတို့ခံစားနေရတယ်ဒါဟာလည်းမြေပြင်မှာသူတို့တွေစစ်ရှုံးနေတယ်သူတို့ဘယ်နေရာမှသူတို့လုံးဝအပြည့်အဝမထိန်းချုပ်နိုင်သေးဘူးဆိုတဲ့ဟာကိုပြတယ် ပြတ်ရုပ်တစ်ခုပဲပေါ့နော်အဲ့တော့တံပြားကကားလို့ပြောရတိုင်းမှာကျွန်တော်တို့ကစစ်ကောင်စီစစ်ရှုံးနေပြီဆိုတဲ့အဓိပ္ပာယ်တက်ရောက်တဲ့အတွက် အားရတယ်အဲ့တော့ဒီဆက်ရမယ်ဆိုရင်ဒီတံပြားကကားပေါ့နော်ဒီနံပါတ်ခတွေကနေပြီးတော့သုံးစီးထွက်လာတယ်စစ်ကောင်စီကဒါမအူဂိတ်ကိုအဲ့သုံးစီးကရောက်သွားတယ်အဲ့ထွက်လာတယ်သုံးစီးကရောက်သွားတယ်အဲ့နောက်မှာထက်ပြီးတော့ဒါ four ဒစီးနဲ့ဆန်နဘိန်ကဒစီးထက်ပြီးတော့ထွက်လာတယ်အဲ့ဥစ္စာကိုကြိတ်တာဒေါ်လိုင်းတပ်ဖွဲ့တွေကအဲ့ရမှာဒါဒေါ်လိုင်းတပ်ဖွဲ့တွေကစွိုင်းရီထက်ဂိတ်နဲ့မြေနဲ့ဂိတ်ကြားမှာမိုင်းဆွဲတိုက်ခိုက်တာပေါ့နော်မိုင်းဆွဲတိုက်ခိုက်လို့ဒါ four ကားပေါ်မှာပါလာတဲ့စစ်သား၅ဦးသေးတယ် သိတယ်ဟာဒါကတော့သဘောကျတယ်ဘယ်ချိန်ဘလို့ပဲတိုက်တိုက်တခေါင်းလည်းသိတယ်အဲ့တော့ဒါတော်လိုင်းရဲဘော်တွေအထီးကိမ်းမရှိဆုတ်ခွာအားရဒါကဝမ်းသာတယ်တကယ်တပ်ဖွဲ့တွေလုံးဝလုံးတင်လှုပ်ထိုက်တာလှုပ်တယ်ပြီးရနဲ့အထီးကိမ်းမရှိပြန်ဆုတ်တယ်ဒါကအောင်မြင်တဲ့စစ်စင်ကြီးတစ်ခုဖြစ်တယ်ဗောနော်အဲ့တော့တပ်ဖွဲ့အနေနဲ့လည်းအခုဆိုရင်ဒါမုံရွာမန်လေးလမ်းပိုင်းကိုပြည်သူတွေကိုဘာတွေပန်ကြားထားလဲဆိုတော့ဒီစစ်ကောင်စီရှင်နန်းနေနဲ့စစ်ကောင်စီကားတွေနဲ့ကပ်ပြီးမလိုက်ဖို့ပေါ့နော်အဲ့ဒါတွေလည်းဒါပြောထားရှိတယ်ဖြစ်နိုင်တော့များကားတစ်စီးနဲ့တစ်စီးကိုကပ်မလိုက်နဲ့ဘာလို့လဲဆိုတော့ စစ်ကောင်စီကအခုကပြည်သူရဲ့ကားတွေကစပါတော့အရတားကားတွေကစချောဆွဲပြီးတော့သွားနေတာရှိတယ်အဲ့တော့စစ်ကားဆိုပြီးတော့ဒါကျွန်တော်တို့ကတတ်မှတ်လို့မရအောင်ဘာဖြစ်လို့တော်လိုင်းတပ်ဖွဲ့တွေကကြာတော့တိနိုင်တယ်ဘာဖြစ်လို့ဆိုတော့ဒါပြည်သည်ဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့တွန်လိုင်းတက်ဖွဲ့တွေဘက်မှာအခိုင်အမာရှိတယ်။အဲ့တော့ဒီကောင်ကြီးရဲ့လှုပ်ရှားမှုဘဲကားကိုဘလို့ငှားပြီးတော့ဘဲရက်သားကိုချောဆဲသွားတယ်ဆိုတဲ့ဟာအတိအကျသိတယ်။သိတာဖြစ်တဲ့အတွက်တွန်လိုင်းတက်ဖွဲ့တွေကတော့ဒါကိုသိနေတယ်။ဒါပေမဲ့ပြည်သူကကြတော့မသိနိုင်ဘူး။မသိနိုင်ဘူးဆိုတော့ပြည်သူကအော်ဒါရက်သားကားပဲရိုးရိုးကားပဲဆိုပြီးတော့အထင်နဲ့နောက်ကနေကတ်လိုက်တာမျိုးတွေဆိုရင်တွန်လိုင်းတက်ဖွဲ့တွေကလောက်ရကန်ရခတ်တာမျိုးတွေရှိတယ်။ ဖြစ်နိုင်ရင်တော့ဘယ်ကားနဲ့ပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ဝေးဝေးလန်လန်နေခွာပြီးတော့ပဲသွားကြပါဘာကြောင့်လဲဆိုတော့စိတ်ကောင်းစီကအရက်သားပုံစံမျိုးအရန်ပုံဖမ်းပြီးတော့ဗောနော်ပုံဖြတ်ပြီးတော့လှုပ်ဆောင်တတ်တာဖြစ်တဲ့အတွက်ပြည်သူတွေထိခိုက်မှာဆိုလို့အတက်ဖွဲ့တွေကလည်းမြေတရက်ခံတာဖြစ်တယ်ကျွန်တော်ကလည်းထက်ဆင်ပြီးတော့မြေတရက်ခံပါလေဗောနော်အဲနောက်တစ်ခုကတော့ဒါကျွန်တော်အားရစရာအားရလည်းအကုန်လုံးအားရစရာကောင်းနေတာ ARD တိုင်းတာပေါင်းရေကြီးလင်းမျက်နှာအဲအဲ့ဘက်မှာဒါအရခတ်တက်တော့ A နဲ့ပြည်သက်တက်ဖွဲ့တွေကြောင့်မလို့စစ်ကောင်စီဘက်ကအရန်အထိနာနေတယ် ဒဏ်ရာရတည်ဆုံးတာတွေများလုံးလို့ပေါ့နော်ဒဏ်ရာရတဲ့ကောင်တွေများလုံးလို့ရန်ကုန်ကိုပါပို့ပြီးတော့ဆေးကုနေရတယ်ရန်ကုန်ကလေးတထောင်ပေါ့နော်အဲမဲ့တထောင်မဲ့ဆန်တာသူတို့ဘယ်ချိန်ပြည့်မလဲမသိဘူးအဲ့လိုတရားမျိုးကိုဆေးကုတနေရတယ်အဓိကဒဏ်ရာရတဲ့ကောင်တွေများလုံးလို့ရပြီးရင်ဆရာဝန်သူနာပြုဆေးဝါးမလုံလောက်တာတွေကြောင့်မလို့နောက်တစ်ချက်ကထားစရာနေရာမရှိရလဲပါမယ်ပေါ့နော်အဲ့ဒါကတော့ A နဲ့ PDF တကယ်ပြုံးတာနော်ဒီဆေးကောင်စီကိုလုံးဝအဲ့လိုမျိုးဒါထောက်လိုင်းဖြစ်မဲ့ကောင်တွေဘယ်တော့များပါမလဲမသိဘူးနော်အဲ့လိုမျိုးပုံစံမျိုးနဲ့ တိုက်ခိုက်နိုင်ခဲ့တာဖြစ်လို့တဲ့စစ်ကောင်စီဘက်မှကဒင်းနေမလောက်တာတွေဆရာဝန်မလောက်တာတွေသူနာပြုမလောက်တာတွေအဲဆေးရုံမှာထားเสียနေရမလောက်တာတွေဒါတွေပါဖြစ်ကုန်ကြလို့ဒါတခြားနေရာတွေကိုပါပို့ပြီးတော့စေကူတာမှုခံယူနေရတယ်ဆိုပြီးပျော်တာပေါ့အကောင့်တွေကတော့အဲငါတို့ပြတ်သွားပြီအခုချိန်မှာစစ်ကောင်စီဘက်ကကောင်တွေကပြတ်သွားရင်ကိုပျော်နေရတဲ့အစ်တကယ်ပြောတာဟုတ်လားမဟုတ်လားမင်းတို့ကောင်တွေတကယ်ကိုကိုသိတယ်နော်တခုခုဒဏ်ရာရသွားရင်ကိုပဲမင်းတို့ကဒဏ်ရာရမှာကိုမင်းတို့ကမျော်လင့်နေတာ ဒါရရပါစီလို့ကိုဆူတောင်းနေကြတယ်မင်းတို့ပြောရဆိုရင်ဒါကျော်ဟင်းထီကျော်ဟင်းထီအဲလောကအသက်အနည်းမရှိဘဲနဲ့မစိုးရင်ရထီတဲ့ပုံစံမျိုးစေကူတာမှုခံယူရမယ်ဆိုတဲ့ပုံစံမျိုးနဲ့မင်းတို့မျှော်လင့်ပြီးတော့ဒါရရရှင်ကြတယ်ဒါပေမဲ့အဲ့ဒါမဟုတ်ဘူးနော်မင်းတို့မှားမယ်နော်ဘာလို့လဲဆိုတော့ပိတ်မိနေတဲ့ကောင်တွေပေါ့နော်မဖြစ်စလောက်ဒံရလေးနဲ့တည်သွားတဲ့ကောင်တွေအများကြီးရှိတယ်နော်မင်းတို့ကောင်တွေဆူတောင်းမမနဲ့ကိုကျိုးတွေနဲကုန်မယ်တကယ်တမ်းရွေးချယ်သိမ်းတာဘာလဲမင်းတို့ကောင်တွေလက်နဲ့ခရမ်းတွေပါယူပြီးတော့တော်လိုင်းတက်ဖွဲ့တွေစီမှာအလင်းဝင်လိုက်တော့ဟုတ်က ်စုချင်းွယ်ပါရမယ်တက်ချမ်းသာကိုရမယ်မိသားစုနဲ့ပြန်ပြီးတော့စုံစည်းကိုရမယ်အခုလိုမျိုးဆိုတော့မနှုတ်ကောင်နေမလွယ်ဘူးနော်တကယ်တကယ်စစ်ကောင်စီရကောင်နေအဲ့လိုဖြစ်နေတာမယ်ပြတ်သွားရင်ကိုပြောနေရတဲ့အဆင်ပေါ့နော်အရင်နေလို့ဖြစ်သွားအဲ့တော့ဒီလိုမျိုးအင်အားချင်းနဲ့လာတဲ့စစ်ကောင်စီက ARV တိုင်းထဲမှာလူငယ်တွေကိုပေါ်တာဆွဲတာတွေပို့ပြီးတော့စိုးစိုးဝါးလို့ပြီးတော့လှုပ်ဆောင်လာတယ်ကြပြုံမပါဘောနော်ဒီလိုမျိုးဒါ ဗော်ဒါဆွဲခံရတဲ့လူငယ်တွေကိုအုံချပြီးနောက်ဆုံးဘလို့လုံနေလဲဆိုတော့ဒီလူငယ်တွေကိုလက်ပူတိုက်ရက်တူတင်တန်းပေးပြီးတော့ရှေ့တန်းလူနေရာမျိုးတွေကိုလွတ်နေတာတွေကျွန်တော်သိရတယ်ဗောနော်ဒါတွေကလည်းသူတို့အတွက်တော်တော်ဆိုးရွားတဲ့အခြေအနေကိုရင်ဆိုင်နေရတာဖြစ်တယ်လက်ရှိအာခတ်တော် A နဲ့ BD တွေကငတိုင်းချောင်းမြန်အောင်အင်ကပူလေးမျက်နှာစတဲ့မြို့နယ်တွေမှာအချမ်းဘတ်စစ်ကောင်စီကိုလုံးဝခေါင်းထောင်နေအောင်ဆော့ဘလော့တီးနေတာဗောနော်အဲ့တော့အခုရပိုင်းမှာလည်းဒါငတိုင်းချောင်းကဒါအမှတ်344အမြောက်တက်ရင်းနဲ့ဒါတီတာကုန်းပြင်းအနီးမှာလည်းတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုပြီးတော့သိရတယ် အရန်အရန်ကြီးကိုနိုင်ကျင့်နေကြအောင်ဗောနော်ဆရာဝန်နေသူနာပြုတယ်တော့မလောက်တဲ့အဆင့်နေဖြစ်ကုန်လားအားရစရာကောင်းတယ်ဗောနော်နောက်တစ်ခုကလည်းအားရစရာပဲဗောနော်အဲ့ဒါကတော့ဒါကြောက်ဖြူမှာဒါကိုသိန်းနိုင်နဲ့ကိုသိန်းအင်းအကြောင်းပြောမယ်ဗောနော် ကိုသိန်းနိုင်ကအာရခတတော်အေးကိုသိန်းအေးဟာစစ်ကောင်စီလုံးဝတကုံပတ်သိန်းနေတဲ့ဟာအာရခတတော်အေးပေါ့နော်အဲသိန်းသမျှအေးစေးပဲဆိုတဲ့ဟာစစ်ကောင်စီပေါ့နော်အဲ့တော့ကြောက်ဖြူမှာစစ်ကောင်စီတပ်ကဒါထိန်းချုပ်ထားတဲ့နေရာအချို့ကိုအာရခတတော်အေးကပြန်ပြီးတော့သိန်းပိုက်နိုင်ခဲ့တယ်ပေါ့နော်အဲစကန်းအချို့ပြန်ပြီးတော့သိန်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့ဟာသိရတယ်အဘသားကြီးပေါ့နော်လုံးဝဝအောင်မပြောရတာပေါ့နော်အေးနဲ့တွေ့ပြီဆိုရင်အဲ့လိုကိုဖြစ်နေရပါတော့။ကလေးတွေကိုဒါပျော်ခွင့်ပေးလိုက်ပါအရကတတော်အေးရဲဆိုပြီးပြောရမလို့ဖြစ်နေတယ်။ လက်ရှိကြောက်ယူမှာအေနဲ့စစ်ကောင်စီဒါတိုင်းချောင်းကြေးရွာနဲ့တိုင်းချောင်းတောင်ပေါ်နေရာတွေမှာတိုက်ပွဲတွေပြင်းထန်နေတာရှိတယ်။အဲ့ဒီနောက်ကစကန်အချို့ကိုလည်းဒါဒီအာခတ်တော်အေကပြန်ပြီးတော့ဗောနစစ်ကောင်စီလက်ထက်ကနေပြန်ပြီးတော့တင်ပိုက်နိုင်ခဲ့တယ်ဆိုပြီးတော့လည်းသိရတယ်။ပြီးခဲ့တဲ့နိုဝင်ဘာဒုတိယအပတ်မှာစစ်ကောင်စီကတိုင်းချောင်းကိုသူတို့ထိန်းချုပ်သွားနိုင်တယ်။အဲအဓိကတော့အဲ့ချိန်မှာအေရဟပေးလိုက်တဲ့ဟာကိုသူတို့ရုတ်တည်နဲ့ဝင်ပြီးတော့အဲ့ဒီကနေပြီးတော့သူကအင်အားစုဖွဲ့ပြီးတော့အာရင်းနှံတောင်းပြီးရင်ချောင်းဝမင်းပြင်း အဲ့ဒီဘက်တွေကိုသူတို့စစ်ကြောင်းထိုးတာပေါ့နော်အဲ့တော့ထုံးစံတိုင်းဟပြီးပြီးမှပြန်ပြီးတော့တိုက်ခိုက်တဲ့အာခတက်တော် AA ရဲ့နီးပြူအားကြောင့်မလို့စစ်ကောင်စီအတုံးယုံအလဲခွဲဖြစ်ခဲ့တာတွေအားလုံးသိတယ်အထင်ကြီးအဲတစ်ချက်တစုအဲလက်နေကြီးပြစ်ချက်တွေအားလုံးလည်းတွေ့လိုက်လိမ့်မယ်ပေါ့နော်အဲ့လိုဟာမျိုးတွေနဲ့အားရစရာကြီးဖြစ်ခဲ့တယ်အဲ့ဒါကြောင့်မလို့လဲစစ်ကောင်စီကသူတို့ရုတ်တရက်နဲ့ပေါ့နော်အဝပျော်ခွင့်မရလိုက်တဲ့နေရာတွေကနေနောက်ပြန်ပြန်ပြေးခဲ့ရတာရှိတယ်ပေါ့နော်အဲ့တော့ AA ကခဏလောက်ဟပြီးပြီးတော့ပြန်ပြီးတော့တိုက်တဲ့ချိန်မှာ ထိုးစစ်စင်တဲ့ပုံစံမျိုးနဲ့ပေါ့နော်ဒါလုံးဝပြန်လိုက်ပြီးတော့ပြန်ပြီးတော့တိုက်တဲ့အခါကျတော့အိမ်အထိအရောက်ပြန်လိုက်ပို့လာပါတော့အဲ့လိုမျိုးလိုက်ပြီးတော့တိုက်ခိုက်နိုင်ခဲ့တဲ့အကြောင်းမလို့ဒါတချို့စကန်းတွေကိုပြန်ပြီးတော့သိမ်းနိုင်ခဲ့တယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့ဒါကကြောက်ပြူမှာကိုသိန်းအင်းနဲ့ကိုသိန်းနိုင်တဲ့အကြောင်းပေါ့နော်စစ်ကောင်စီကဒါလက်လွတ်ဆုံးရှုံးရတဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတာတွေရှိတယ်အစမ်းပြက်လုပ်နေတာတွေရှိတယ်ဒါပြင်လေကြောင်းကနေမကပဲနဲ့ ီရေတက်ကနေပါဘောနော်လက်နေကြီးပစ်ကူတွေပေးနေတာတွေရှိတယ်ဆိုပြီးတော့သိရတယ်အဲ့တော့နောက်ထပ်ဒါညဝရီရေတက်စကန်ဌာနချုပ်ကနေအင်အားတွေထုတ်လုပ်ပြီးတော့ကြောက်ဖြူရံပြဲအဲကားလန်ခွားစုံဒါအနီးမှာရှိတယ်ဘောနော်အဲများပြတဲ့ပြတဲ့ခြေရွာအနီးမှာဒါအင်အား100ကျော်နဲ့ထပ်ပြီးတော့တက်ဆွဲထားတယ်ဆိုပြီးတော့လည်းသိရတယ်စစ်ကောင်စီအင်အားတွေထုတ်လုပ်ပြီးတော့သူတို့လှုပ်ရမယ့်ဟာတွေတော့သူတို့ကစက်တိုက်လှုပ်နေတော့မယ်အဲကြောက်ဖြူကိုလည်းဒါအင်အားများပြထက်ပြီးော်ဖြည့်တင်းနေဆိုပြီးော်လည်းသိရတယ်စစ်ကောင်စီကအခုသူတို့ရည်ရွယ်တဲ့နေရာကသူကတိုင်းချောင်းမင်းပြေရေနံတောင် အဲ့ဒီနေရာတွေအပြင်ပေါ့နော်သူကရံပြဲမြို့နယ်တဲကိုပါထိန်းချုပ်နိုင်ဖို့အတွက်ရည်ရွယ်တယ်ဆိုတဲ့ဟာမျိုးတွေတော့တွေ့ရတယ်အဲ့တော့သူတို့ရည်ရွယ်တဲ့ပုံစံတိုင်းဖြစ်မလားဆိုတာကတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမယ်။ဒါပေမဲ့စိတ်မကောင်းတာကပေါ့နော်။တခါတလေကျရင်ကျွန်တော်တို့စိုးရိမ်ကြရရှိ။ဘာလို့လဲဆိုတော့စစ်ကောင်စီအင်အားပို့တဲ့ဟာတွေကကြောက်ဖမန်းလေးလေးတွေ။တကယ်တကယ်တကယ်ဒီပကိုးမကွေးအရာဝတီအဲ့ဘက်ချမ်းတွေကိုပို့တဲ့အင်အားတွေကတကယ်ကိုမနှဲမနှောကြီးနေတော့။ကျွန်တော်တို့တိလိုက်တဲ့အရာတွေရှိသလိုမတိဘဲနဲ့ရောက်သွားတဲ့အချို့အင်အားတွေလည်းအများကြီးရှိတယ်။ အဲ့ကျတော့ခိုင်ချက်တွေးမိတော့ဟာဒီလောက်အင်အားကြီးတွေနဲ့တွားပြီဆိုတဲ့အချိန်မှာဒီနေရာတွေကိုစစ်ကောင်စီကများဖောက်ထွက်နိုင်သွားမလားဆိုပြီးတွေးမိကြရရှိအဲ့လိုမျိုးတွေးမိခဲ့တဲ့ဟာကအဲ့လိုမျိုးပေါ့နော်အင်အားတွေတွားဖို့တိုင်းမှာကျွန်တော်တို့တွေးမိတယ်ဒါပေမဲ့အဲ့လိုမျိုးတွေးနေပေမဲ့လည်းမြေပြင်မှာအဲ့တိုင်းမှာဖြစ်တာအများကြီးရှိ တကယ်တကယ်အခုချိန်အထိစိတ်ကောင်းစီကလုံးဝတိုးလုံးမပေါက်တဲ့ပုံစံမျိုးတွေဖြစ်နေတော့နောက်ပိုင်းကျတော့ကျွန်တော်တို့စိတ်ချလိုက်ပြီကြိုက်သလောက်ပို့မင်းတို့ရောက်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့သူတို့တို့အကောင်းဆုံးဖြေကလက်နက်ချအညံ့ခံတာပဲဖြစ်တယ်အလင်းဝင်တာပဲဖြစ်တယ်အဲ့လိုမျိုးဇက်တိုက်ပို့ခံရတဲ့အထဲမှာပါသွားပြီဆိုရင်တော့မက်ဆီကိုက်ရဖို့ပဲဒါပြင်ထားလို့ပဲပြောရမှာပေါ့နော်အဲ့တော့စိတ်ကောင်းစီဘက်ကတော့အင်အားတွေဇက်တိုက်စုဆောင်းနေတယ်ပို့နေတယ်ပေါ်တာဆွဲနေတယ်တင်တန်းတွေရက်တို့ပြီးပြီးလွတ်နေတယ်အဲ့လိုပဲအာခတ်တော်အေနဲ့ PDF ပူပေါင်းတက်ဖွဲ့တွေကလည်းဒီဘက်မှာရွေးချွန်ချွန်နဲ့တိုက်ပွဲဝင်နေကြတယ်ဆိုတော့ဒါနောက်ထပ်စိတ်ကောင်းစီအင်အားတွေဘလောက် ုံဆုံးအောင်လဲအာခတ်တတော် A နဲ့ကောခုနလိုမျိုးပေါ့နော်ပြန်ပြီးတော့တိမ့်ပိုက်နိုင်တဲ့နေရာတွေဘယ်အဆင့်ထိဘယ်နေရာထိရောက်လာအောင်မလဲဆိုတဲ့ဟာကတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ကြတာပေါ့လေနော်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ